ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ဝိုင်းမော်မြို့တွေမှာတပတ်အတွင်းအမျိုးသမီးလေးဦးတပ်ဖြတ်ခံရကြောင်းမှတ်တမ်းတွေအရသိရပါတယ်။အဆိုပါအမှုလေးမှုနဲ့မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့နှမိုးဟာရန်ဖြစ်စကားများရာကနေတပ်ဖြတ်ခံရတာဖြစ်ပါတယ်။မလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဝိုင်းမော်မြို့အမှတ်9ရပ်ကွက်ကဓာတ်တရား9ချက်နဲ့တင်ဆောင်မှုနဲ့ မလလေးရက်ကမြေကြီးနားမြို့အင်ဂျန်တုံရက်ကွက်အမိုက်ပုံမှာလေပင်း6ရောက်တွေမှာကျိုးတုပ်ပြီးပလတ်စတစ်အိတ်တွေနဲ့ထုတ်ပြီးထရရီနဲ့သေဆုံးနေတဲ့အသက်45နှစ်အရွယ်အမည်မသိအမျိုးသမီးတဦးရဲ့အမှုကတော့မြေသူကျွလွန်ခဲ့တဲ့ဆိုတာကိုဖော်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ မြေကြီးနားမြို့ကအထက်တန်းရှိနေတဲ့ဟောကတိမ်မှုတေခင်အဖြစ်များလာတာလူသက်မှုတွေများလာတာကတော့တရားဥပဒေစိုးမိုးမှုလျော့နေလာလို့ပါပဲအရင်နှစ်တွေမှလည်းဖြစ်ခဲ့တယ်အခု2024ခုနှစ်နောက်ပိုင်းကျတော့ခက်ဆိတ်ဆိတ်ဖြစ်လာတယ်မြေကြီးနားမှာညမှောင်ရင်အမျိုးသမီးတအူတဲ့အပြင်ထွက်ဖို့မသင့်တဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်မြေကြီးနားမြို့မှာမြို့ပေါ်ရက်ွက်တချို့နဲ့မြို့ပြင်ရက်ွက်တွေမှာနေကင်းပိုင်းမှာတော့မူရစ်စေဝါပေါ်ပေါ်ထင်ထင်ရောင်းဝယ်မှုတွေဖြစ်နေပြီးလူရဲမှုကနေတပ်ဖြတ်မှုတွေအထိလည်းဖြစ်ပေါ်နေတယ်လို့မြို့ကန်တွေကဆိုပါတယ် မြေကြီးနားမြို့ကျက်ပောင်ချမ်းရက်ကွက်မှာလူရဲမှုကိုကိုတွေ့မြင်ရတဲ့လက်သမားဆရာတဦးကပေါ်တင်မဲလမ်းပိတ်ပြီးလှုပ်သွားတာဓမြောင်လောက်တော့ပါမှာပေါ့မင်းကလေးကကြောက်လို့ငိုပြီးကြံ့ရက်တယ်လူအုပ်များတော့ကျွန်တော်တို့လည်းသွားမပြောရဲဘူးအိမ်တွေမှာလူမရှိရင်ရေမော်တာဆက်တွေပျောက်တယ်ပစ္စည်းတွေပျောက်တာကရက်ကွက်တိုင်းဖြစ်နေတယ်လို့ဆိုပါတယ် 2025ခုနှစ်ဖေဖော်ဝါရီလအတွင်းဝိုင်းမော်မြို့စံကားကြီးရွာကအသက်15နှစ်အရွယ်မောင်ကန်ချားကိုလက်ပြန်ကျူးတုပ်ပြီးရေရင်းနဲ့ပြစ်ချထားခဲ့တဲ့အတွက်တင်းဆုံးခဲ့ရတဲ့ဖြစ်စဉ်ဖေဖော်ဝါရီ18ရက်ကမြေကြီးနားမြို့မှာဓာခုတ်လူရဲ့တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဖေဖော်ဝါရီ14ရက်မှာပအူးရက်ကွက်မှာဓာထိုးခံရတဲ့ဖြစ်စဉ်ဖေဖော်ဝါရီ10ရက်နေ့မှာဂျပန်တရားအမိုက်ပုံမှာလူငယ်တအူးတပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။